ကိုယ့်ရဲ့အသားရေက sensitive skin ဖြစ်နေလို့ sunscreen ရွေးချယ်ရခက်နေတဲ့သူတွေရှိကြလားအဲတခုခုလင်းလိုက်ပြီဆိုတာနဲ့အသားရေကနင်းမြန်းလွယ်တယ်ရှားလွယ်တယ်ပြီးတော့အဖုပိန်လေးတွေထွက်လွယ်တယ်ဆိုလို့ရှိရင်ဒီလိုအသားရေမျိုးကိုရေပူရအားဖြင့် sensitive skin ထိခိုက်လွယ်တဲ့အသားရေဆိုပြီးတော့မှဒေါက်တာတို့သတ်မှတ်လို့ရပါတယ်အဲ့တော့ဒေါက်တာအခုလိုမျိုး sensitive skin အသားရေပိုင်ရှင်တွေအတွက်တည်တံ့ထုတ်လုပ်ထားတဲ့ဒီ bioderma က Photoderm Aqua Fluid ဆိုတဲ့ဟာလေးကိုမိတ်ဆက်ပေးခြင်းနဲ့သူကကြတော့ဒီ sensitive skin အသားရေတွေအတွက်ကိုတည်တံ့ထုတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ harsh chemical တွေမပါဘူးပေါ့နော်အဲ့တော့သူက gentle လေးဖြစ်တယ်ဟို photo protection လေးတည်ချပေးနိုင်တယ်ပေါ့နော် SPF က50 plus ပါတယ်ပြီးတော့ PA ကလည်း plus ၄လုံးပါတယ် UVA ရော UVB ရောကိုကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ဒီ sun protection အနေနဲ့ဆိုတော့ high protection ရတယ်ပေါ့နော်အဲ့ပြင်ကိုသူ့ရဲ့ added value ကကြတော့ဒီ sun active defense formula ပေါ့နော် many တော့နဲ့ actor ဝင်ကဒီ DNA level အထိကိုသူကတိချလေး protect လုပ်ပေးနိုင်တယ် repair ပြန်လုပ်ပေးနိုင်တယ်အဲ့အတွက်ကြောင့်မလို့ဒီနောက်ဆက်တွဲဖြစ်လာတဲ့ photo aging ကိုလည်းကာကွယ်ပေးနိုင်တယ်ပြီးတော့ sensitive skin တွေအတွက်အရေးကြီးတာကဒီ moisturizing လုပ်ပေးနိုင်ဖို့ပေါ့နော်။လိမ့်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဆူဆူအီအီလေးဖြစ်တယ်။သို့တော့သူ texture ကအရင် ထုံပြီးတော့အစီလိုမျိုးကြီးတင်ကြံနေတာမျိုးမရှိဘူး။မြန်မြန်လေးစိတ်လွယ်တဲ့6လွယ်ပါပဲပေါ့နော်။အဲ့တော့လိမ့်ရတာကအဆင်ပြေတဲ့ cosmetically main ကလေးအတွက်ဆိုလို့ရှင်လေ other ဒီ makeup step တွေအတွက်ဆိုလို့ရှင်လေဒီ good makeup base အနေနဲ့ဖြစ်သွားတာပေါ့။